မင်္ဂလာပါရှင်2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ရက်မိုးတက်7နိုင်ချီတီနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မှုမှုပါရှင်။လေချောင်းမှပြစ်ကူယူပြီးတော့ထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်ကြောင်းကို အေအေကဖြိုခွဲပြီးနိုင်ရီကန်ကာကင်းကုန်းတစ်ခုကိုတင်ပိုက်လိုက်ပါတယ်။မဲပေးဆက်တွေကမဲမတမာမှုလှုပ်လို့မရဘူးလို့မင်းအောင်လိုင်းကပြောလိုက်ပါတယ်ရှင်။အေအေကလည်းရွေးကောက်ပဲနောက်ရှက်ဟန်တာမှုဥပဒေနဲ့အကြမ်းဖက်စစ်ကောင်စီကအမှုဖွင့်လိုက်ပါတယ်။ နေပြည်တော်လုံခြုံရေးနဲ့စစ်စင်ရေးတွေကိုတာဝန်ယူရတဲ့အမတ်၆စစ်စင်ရေးအထူးအဖွဲ့ကာစားထား၆ကိုအကြံဖတ်စစ်တပ်ကဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်ရှင်။မော်လမြိုင်မြို့နယ်မှာတော့စစ်ကောင်စီကအပြစ်ပြစ်ဆိုင်ရာကဲယိုရန်သွားစိတ်ကံတိဆောက်ဖို့အစီအစဉ်နေပါတယ်။တောင်ကုန်းနဲ့ကြောင်မဲတို့မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတဦးသေဆုံးပြီးတော့နေအိမ်နဲ့ဖုန်ကြီးကြောင်းတွေပျက်စီးခဲ့ပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့မွန်တဲဆန်နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပမာဆောင်တဲ့တပုံးအနေနဲ့လေချောင်းကနေပြစ်ကူယူပြီးတော့ထိုးစစ်ဆင်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းတစ်ခုကိုအရခတ်တတော် AA ကဖြိုခွဲပြီးတဲ့နောက်မှာအဲ့ဒီစစ်ကြောင်းကနှရေကန်ကာကင်းကုန်းတစ်ခုကိုဆုတ်ခွာထွက်ပြေးသွားရမှာ AA ကအဲ့ဒီကာကင်းကိုလိုက်လံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒေသတွင်သတင်းမြစ်တစ်ခုကမနေ့ကပထမတက်လာတဲ့စစ်ကြောင်းနဲ့ဖြစ်တဲ့အဲ့ဒီစစ်ကြောင်းပြိုပြီးတော့ကာကင်းကုန်းမှာကို ထွက်ပြေးတော့ အဲ့ဒီကာကင်ကုန်းမှာဆက်ဖြစ်တယ်တနေကုန်ပဲအခုတော့ကာကင်ကုန်းမှာတင်းလိုက်တယ်လို့သူကပြောပါတယ်ရခိုင်ပြည်အမ်းမြို့နယ်မကွေးတိုင်းငဖဲမြို့နယ်တို့အကြားမှာအမ်ဘရန်ရိုးတောင်ကျော်ပေါ်မှာရှိတဲ့အတန်ဖတ်စစ်တပ်ဘျူဟာစခန်းတစ်ခုဖြစ်တဲ့နေရီကန်တောင်လေချောင်းရံကာကွယ်ဘျူဟာစခန်းကို အမိပြုပြီးတော့စစ်တပ်စစ်ကြောင်းတွေကမကြာခဏအေးအေးရှိရာဘက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်စစ်ကောင်စီကလေချောင်းကနေဝိုင်းတွဲချက်လာပစ်တယ် ဲ့လိုလုပ်နေတာ၄ရက်လောက်ရှိပြီပြီးတော့စစ်ကြောင်းတွေထိုးတယ်မနေ့မနက်ကလည်းတိုက်ပွဲတွေပြင်းထန်တယ်လို့သူကပြောပါတယ်၄ကြောင်းကနေဘုံလာကျဲပြီးတော့ခြေလင်းစစ်ကြောင်းကနေနှိမ့်စင် ထိုးနေတာပါဒီနေ့တော့နှစ်ဖက်တိုက်ပွဲမနက်ကတည်းကပြပြင်းထန်ထန်ရှိနေတယ်လို့သူကပြောပါတယ်ရှင်စစ်ကောင်စီကနေရီကန်တောင်ကိုအမိပြုပြီးတော့အာရခတက်တော်ထိန်ချုပ်ရာနေရာတွေကိုနှီးမျိုးစုံတုံးပြီးတော့ထိုးစစ်ဆင်နေပေမဲ့နေရီကန်ပတ်ဝန်းကျင်မှာ ရှေ့မတိုးနိုင်တဲ့အပြင်လက်ရှိကာကင်းစခန်းထဲမှာနောက်ထပ်ကာကင်းစခန်းတစ်ခုကိုဆုံးရှုံးခဲ့ရတာလို့ဆိုပါတယ်။အကြံဖတ်စစ်တပ်ကအယောရီတိုင်းရခိုင်အစပ်ဘကိုးတိုင်းရခိုင်အစပ်နဲ့မကွေးတိုင်းရခိုင်အစပ်နေရာတွေမှာသူတို့ဆုံးရှုံးပြီးတော့ပေးထားရတဲ့နေရာတွေကို ပြန်လည်ရရှိဖို့အကြိုးပမ်းအားထုတ်နေကထိုးစစ်တွေကိုလည်းစက်တိုက်ပြုလုပ်နေတာပါ။အဲ့ဒီထဲမှာမကွေးတိုင်းနှစ်ရီကံကုန်းဘက်ကထိုးစစ်တွေကိုပုံမပြုတ်လို့ရရှိကြောင်းအာရခတက်တော် AA ကစက်တင်ဘာ10ရက်နေ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တိုက်ခိုက်နေတဲ့တပ်ရင်းတွေကအကြံဖတ်စစ်တပ်ကစာကခစခွန်လောက်ခံတပ်ရင်းတွေ ဖြစ်တဲ့ခမာယ984ခမာယ969ခမာယ985ခမာယ989ခမာယ920ခလာယ295တပ်ရင်းတွေပါဝင်ပါတယ်အဲ့ဒီတပ်ရင်းတွေကိုစစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေအောက်မှာပုံစံအမျိုးမျိုးနဲ့အတင်းအရမစစ်သားစုဆောင်ပြီးတော့စစ်တင်နှံပေးထားတဲ့ရဲဘော်တစ်တွေနဲ့စုဆောင်ထားတာလို့သိရပါရဲ့ရှင်။ ရွှေကောက်ပွဲမှာပြုလုပ်မဲ့မဲပေးဆက်တွေကမဲမတမာမှုပြုလုပ်လို့မရဘူးလို့မင်းအောင်လိုင်ကပြောလိုက်ပါတယ်။ဒါမဲ့ရွှေကောက်ပွဲမှာအုံပြုမဲ့မဲပေးဆက်တွေဟာယုံကြည်စိတ်ချရပြီးတော့မဲမတမာမှုလုပ်လို့မရဘူးလို့အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောပါတယ်။စက်တင်ဘာ26ရက်နေ့ကရုရှားနိုင်ငံဆိုင်ရာမြန်မာတန်ယုံစစ်တန်ယုံမိသားစုဝင်တွေနဲ့ပညာသင်ရောက်ရှိနေသူတွေနဲ့တွေ့ဆုံချိန်မှာပြောခဲ့တာပါ။ စစ်ကောင်ဆောင်ဟာလာမယ့်ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲ၊တိုက်ခါရှိတဲ့ရွေးကောက်ပွဲနဲ့တိုက်ခါရှိတဲ့လွတ်တော်ဖြစ်အောင်ဆောင်ရွက်ဖို့ရည်မှန်းထားတယ်လို့ပြောပါရယ်ရှင်။မြန်မာတန်ယုံစစ်တန်ယုံမိသားစုတွေနဲ့ပညာသင်ရောက်ရှိနေသူတွေအနေနဲ့မဲပေးရွေးချယ်တဲ့ကိုယ်စားလှယ်လောင်းဟာနိုင်ငံအကျိုးကိုဆောင်ရွက်နိုင်သူဖြစ်ဖို့အပါအဝင်အချက်၄ချက်နဲ့ကိုင်းညီသူတွေဖြစ်ဖို့လိုတယ်လို့မင်းအောင်လှိုင်ကပြောလိုက်ပါရယ်ရှင်။ စစ်ကော်မရှင်ရဲ့ UEC ကတော့ရွေးကောက်ပွဲမှာစစ်တပ်တိုက်ခါကိုမထိခိုက်ဖို့အပါဝင် အချက်၉ချက်ထုတ်ပြန်ပြီးပါတီကိုယ်စားလှယ်ရဲ့မဲဆွယ်စည်းရုံးရေးကိုကန့်သက်တင်ကြပ်ထားပါတယ်။လာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့ UEC ကိုနာမည်ပေးထားတဲ့လွတ်တော်ကိုယ်စားလှယ်လောင်း4963ဦးရှိပါတယ်ရှင့်။အဲ့ဒီထဲမှာမစစ်တပ်ကနေ အနာပေးစင်လွတ်ထားတဲ့ကိုဇလဲရီပါဝင်တဲ့ပြည်အောင်စုကြမ်းခိုင်ရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ USDP က ကိုစလဲ2018ဦးနဲ့လွတ်တော်ကိုစလဲအမည်စင်ရဲ့အများဆုံးတင်သွင်းထားတဲ့ပါတီဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲကိုလေလာစောင့်ကြည့်ဖို့ပြည်ရင်းပြည်ပအဖွဲ့တွေဖိတ်ခေါ်သွားမယ်လို့လည်းစစ်ကောင်စီကပြောထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာရခတက်တော် A ကိုလည်းရွေးကောက်ပွဲနောက်ရှာဟန်တာမှုဥပဒေနဲ့စစ်ကော်မရှင် စာကာမာကအမှုဖွင့်ထားတယ်လို့သိရပါဗျ။ KNU ဥက္ကဋ္ဌဘဒူစောကွယ်ထူဝင်းအပါဝင် အဖွဲ့ဝင် 73ဦး AA တပ်ဖွဲ့ချင်းပြည်အစိုးရအဖွဲ့ဝင်16ဦးနဲ့ခစ်သစ်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနောက်ဆက်ဟန့်တာမှုဥပဒေနဲ့အမှုဖွင့်ထားကြောင်းစစ်ကောမရှင်ကစက်တင်ဘာ24ရက် နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။ AA နဲ့ PDF တပ်ဖွဲ့ဝင်တွေကို Off Color 28ရက်နေ့ AR တိုင်းလေးမျက်နှာမြို့နယ်ရင်းဆက်ကျေးရွာဖုန်ကြီးကျောင်းမှာမဲပေးဆက်အသိပညာပေးခြင်းနဲ့လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်နေစဉ်မှာ drone နဲ့ဘုံကျဲမှုအတွက် စက်တင်ဘာ၄ရက်နေ့မှာလေးမျက်နာမြို့နယ် IW နယ်မြေရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါဗျ။အဲ့လိုအေအေကို အမှုဖွင့်တယ်လို့စစ်ကောင်စီကထုတ်ပြန်ပေးမယ်။တခြားအဖွဲ့အစည်းတွေလိုလူနာမည်နဲ့တရားစွဲခံရတဲ့သူအရေအတွက်ကိုဖော်ပြထားတာမရှိပါဘူးရှင်။စစ်ကောင်မရှင်ကဆွဆွဲထားသလို AR တိုင်းလေးမျက်နာမြို့နယ်ရင်းဆက်ကျေးရွာဖုံကြီးကျောင်းကိုတိုက်ခိုက်မှုမှာအရခတ်တတော် AA နဲ့ တစုံတရာပတ်သက်မှုမရှိကြောင်းကိုလည်းအေအေပြောခွင့်ရဥခိုင်သူခါကပြောဆိုပါရယ်သူတို့စာကမအဘကဆွဆွဲသလို AR တိုင်းလင်းမျက်နာမျိုးနဲ့ရင်ဆယ်ကျေးရွာဖုံးကြီးကြောင်းကိုကျွန်တော်တို့ဘက်ကဘုံချတိုက်ခိုက်တာလုံးဝမရှိပါဘူးဒါအကြံဖတ်စစ်ကောင်စီအနေနဲ့သူတို့ဟာသူတို့လှုပ်ပြီးတော့ရည်ရွယ်ချက်ရှိရှိလှုပ်ကြံဆွဆွဲတာပဲဖြစ်ပါတယ်ဒီကိစ္စကျွန်တော်တို့နဲ့လုံးဝပတ်သက်မှုမရှိဘူးလို့ပြောပါရယ်ရှင်စစ်ကောင်မရှင်စာကမကအပြစ်မဲ့ကလေးငယ်တွေ ကျောင်းသားလူငယ်များစွာကိုဘုံကျဲတက်ဖြတ်ထား၍နိုင်ငံတကာမှာသူတို့ရဲ့နိုင်ငံရေးပုံရိပ်ဟာအများကြီးအကြီးတန်းရုပ်ဆိုးပြီးတော့မြောင်းထဲရောက်နေသလိုတခြားအဖွဲ့အစည်းတွေကိုလည်းသူတို့လိုမြောင်းထဲကို ရောက်လို၍အခုလိုလောက်ကျန်ဆွဆွဲဝါရဖြတ်နေတာသာဖြစ်တယ်လို့ဥခိုင်သူခါကပြောပါရယ်ရှင်။ခမရတို့အားလုံးသိကြတဲ့အတိုင်းပဲဒီရက်ပိုင်းမှာအကြံဖတ်စစ်ကော်မရှင်ကအရက်သားပြစ်မှတ်တွေကိုဂျက်ဖိုက်တာတွေနဲ့ဘုံကျဲတိုက်ခိုက်ပြီးတော့အပြစ်မဲ့ကလေးငယ်တွေ ចောင်းသားလူငယ်တွေပြည်သူအများကြီးကိုတတ်ဖြတ်ခဲ့ကြတယ်။အစုလိုက်အပြုံလိုက်တတ်ဖြတ်တဲ့ဆေးရသွေးမှုတွေကြောင့်နိုင်ငံတကာမှာသူတို့ရဲ့နိုင်ငံရေးပုံရိပ်ဟာအများကြီးအကြီးတန်းရုပ်ဆိုးပြီးတော့မြောင်းထဲရောက်နေတယ်။အကြဖတ်စကားမဟာအခြားအဖွဲ့အစည်းတွေကိုလည်းသူ့လိုပဲမြောင်းထဲရောက်စေခြင်းနဲ့ကိုအမီပြက်ရင်တခြားသူကိုလည်းအမီဖြတ်မယ်ဆိုတဲ့ဝင်ပလွေခွေးအားစိတ်ဓာတ်နဲ့အခုလိုမျိုးလှုပ်ကြံဆွဆွဲဝါရဖြန့်တိုက်ကွက်ဖော်နေတာသာဖြစ်တယ်လို့ပြောပါရရှင်။ အရခတက်တော်ကအများပြည်သူထိခိုက်စေမဲ့အကြမ်းဖက်လုပ်ရမျိုးကို လုံးဝအာမပေးဘူးလို့လည်းပြောကြားခဲ့ပါတယ်။စစ်ကောင်စီကရခိုင်ပြည်မှာရှိတဲ့သူတို့ထိန်းချုပ်ထားတဲ့စစ်တွေကြောက်ဖြူနဲ့မောင်အောင်တို့မှာဒီဇင်ဘာလအတွင်းမှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီးတော့တခြားတစ်ဖက်မှာလည်းအရခတက်တော်ရခိုင်ပြည်မှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်ရှင်။ဆလဘီနေဘရလုံကြုံရင်းနဲ့စစ်စင်ရေးတွေကိုတာဝန်ယူရမယ်အမတ်6စစ်စင်ရေးအထူးအဖွဲ့ ကာဆာထား6ကိုအကြမ်းဖက်စစ်တပ်ကဖျက်သိမ်းလိုက်တယ်လို့သိရပါဗျ။စတင်မှာပထမလာပတ်ကဖြတ်သိမ်းလိုက်တာဖြစ်ပြီးတော့လက်ရှိမှာကာဆာထ1 2 3 4 5တို့ကိုရွေးကောက်ပွဲမှတ်တိုင်ခင်စစ်ရေးအချိန်မြင့်ဖို့ညွန်ကြားချက်တွေ ရှိတယ်လို့သိရပါဗျ။ကာဆာထ6ကိုဖြုတ်ပြီးတော့ကာဆာထ9အောက်ကိုထည့်လိုက်တာကာဆာထ6အခန်းကဏ္ဍကပြီးသွားပြီလို့နေပြီးတော့သတင်းရင်းမြစ်ကပြောပါရရှင်။မဖြတ်သိမ်းခင်ကအမတ်6စစ်စင်ရေးအထူးအဖွဲ့မှူးဟာ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ဖြစ်ပြီးတော့သူ့ကိုအမတ်တစ်စစ်စင်ရေးအထူးအဖွဲ့မှူးနေရာကို ပြောင်းလိုက်ပါတယ်။ CDM တက်မတော်အရာရှိတအူးဖြစ်တဲ့ကိုနောင်ယိုကတော့ကာစာထား6ကအပိုတက်တက်ထားတာဆိုတော့လက်ရှိအခြေအနေအရကာစာထတွေပြန်လဲပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်မယ်လို့သူကမှတ်ချက်ပြုပါတယ်။ကာစာထ6ကိုပြီးခဲ့တဲ့စစ်အစိုးရလက်ထက် 2009ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့လက်ရှိမှာဒူးကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကကာဆာတာ6မူဟောင်းဖြစ်ပါတယ်။ကာဆာတာ6တာဝန်တွေကိုတော့ကာဆာတာ5ကတာဝန်ယူရမယ်လို့သိရပါတယ်ရှင်။ဒါကြောင့်နေပြည်တော်လုံခြုံရေးကိုကာဆာတာ5မူဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကတာဝန်ယူမှာပါ။ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာကာဆာတာ1မူတာဝန်ကိုလည်းယူခဲ့သူဖြစ်ပါတယ်။ အရင်ကကာဆာတာ၅မူဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလက်ကကာဆာတာ၂မူဖြစ်လာပါတယ်။ကာဆာတာ၂မူဒုတိယဗိုလ်ချုပ်ကြီးနှစ်နိုင်ဦးကိုတော့အရန်အင်အားကိုအပိုခံလိုက်ရတာဖြစ်ပါတယ်။ကာဆာတာ၃မူဟာအရင်တိုင်းဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဖြစ်ပြီးတော့ကာဆာတာ၄မူနေရလဲအပြောင်းလဲမဖြစ်ဘဲနဲ့ဒုတိယဗိုလ်ကြီးညွန့်ဝင်းဆွေပဲဆက်လက်တာဝန်ယူထားတယ်လို့သိရပါတယ်။ စစ်တပ်ရဲ့ကာကွယ်ရေးမှစစ်စင်ရေးအထူးအဖွဲ့ကာဆာချတွေဟာတိုင်းစစ်ဌာနချုပ်ရဲ့အထက်မှာရှိပြီးတော့ကာကွယ်ရေးဦးစီးချုပ်ဒုတိယကာကွယ်ရေးဦးစီးချုပ်နဲ့ညိနိုင်ကုတ်ကဲရေးမှုတို့၃ဦးနောက်မှာအရေးပါသူတွေဖြစ်ပါတယ်ရှင်။မူပြင်းနယ်မှာတော့မူပြင်းနယ်မော်လမြိုင်မြို့မူရုံမြို့နယ်အနီးမှာစစ်ကော်မရှင်ကအပြည်ပြည်ဆိုင်ရာကံယူရန်သွားမော်လမြိုင်စိတ်ကံတင်မူရုံတိဆောက်ဖို့အတွက်စီစဉ်နေတယ်လို့သိရပါဗျ။မနေ့ကစက်တင်ဘာ26ရက်နေ့မှာ ဆောင်ရွက်မဲ့အစီအစဉ်ရှင်းလင်းဆွေးနွေးတဲ့အစည်းအဝေးကိုမော်လမြိုင်မြို့မှာပြုလုပ်ခဲ့တာလို့သိရပါဗျ။အဲ့ဒီအစည်းအဝေးမှာစိတ်ကန်တီဆောက်ဖို့အတွက်ရေချောင်းနဲ့ကန္နာနန္နမိတ်ပူပေါင်းတိုင်းတာချင်းလုပ်ငန်းတွေဆောင်ရွက်မဲ့အစီအစဉ်ကိုပြောကြားခဲ့တာလို့သိရပါဗျရှင်။စိတ်ကန်တစ်ကိုမော်လမြိုင်မြို့နယ်အနီးမှုရုံမြို့နယ်ဘလောက်ညောင်ဝိုင်းကျေးရွာနီးဝဲကလိကျေးရွာအကြားတိဆောက်မှာဖြစ်တယ်လို့သိရပါဗျ။အစီအဝေးစစ်ကောမရှင်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာလည်းပါဝင်ခဲ့ပြီးတော့ပေါင်းဆက်ညှိနှိုင်းကြတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။ဒီစိတ်ကံတည်ဆောက်မှုကြောင့်ပြည်သူပိုင်းမြင်တဲ့အဆောက်အဦတွေတိမ့်ယူမှုရှိမရှိနဲ့လက်သက်ဖောက်မှုရှိမရှိကိုတော့အတိအကျမသိရသေးပါဘူးရှင်။စစ်ကောင်မရှင်လက်အောက်ခံမြမစိတ်ကံအာနာပိုင်ကနိုင်ငံတကာနဲ့ကုန်သွယ်မှုလုပ်ငန်းတွေဆောင်ရွက်ရမှာပင်လယ်ရေကြောင်းကုန်သွယ်ရေးကိုအများဆုံးအသုံးပြုနေရတာကြောင့်အပြည်ပြည်ဆိုင်ရာစိတ်ကံတစ်တွေကိုတည်ဆောက်နေရလို့သိရပါဗျ။မြန်မာနိုင်ငံမှာနိုင်ငံတကာကုန်သွယ်ရေး ရေချောင်းသင်းမောတွေတပြိုင်တည်းစိုက်ကန်းနိုင်မယ်စိုက်ကန်းတတား45စင်းရှိပြီဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာစိုက်ကန်း45ခုမှာရန်ကုန်ကော့တောင်ဘိတ်မော်လမြိုင်ပသိမ်တန်တွဲစစ်တွေနဲ့ကြောက်ဖြူတွေမှာတိစောက်ထားတာလို့သိရပါတယ်ရှင်တန်ရွဲမျိုးစိတ်ကံကိုအာရခတက်တော် A ကတင်ပိုက်ထားပြီးတော့လက်ရှိမှာကုံတဲယူပို့ဆောင်ရေးလမ်းကြောင်းအများစုကိုလည်းတော်လန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာကြောင့်ပြည်ရင်းကတဲယူပို့ဆောင်ရေးအများစုဟာလည်း ရေချောင်းကိုသာအားထားနေရတာဖြစ်ပါရဲ့ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်တောင်ကုန်းမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်းမဲမြို့နယ်တို့မှာစစ်တပ်ကရေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတဦးသေဆုံးပြီးတော့နေအိမ်နဲ့ဖုန်ကြီးကြောင်းတွေလုံးဝပျက်စီးသွားတယ်လို့အဲ့ဒီဒေသကိုထိန်းချုပ်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကထုတ်ပြန်ထားပါရဲ့။စက်တင်ဘာ26ရက်နေ့မွန်းလယ်3:48မိနစ်အချိန်မှာစစ်တပ်ကတောင်ကုန်းမြို့နယ်တပ်ဦးဖုံကြီးကျောင်းကိုတိုက်လေရင်နဲ့ပေါင်900ဘုံကျဲချခဲ့တာလို့ဆိုပါတယ်။ ဲ့လိုဘုံကျဲချမှုကြောင့်တအူဖုန်ကြီးကြောင်တစ်ခုလုံးမှာပျက်စီးသွားခဲ့ကြောင်းဒေတာသတင်းရင်းမြစ် APN ကသတင်းဖော်ပြထားပါတယ်ရှင်။အလားတူပဲရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း TNN တွေတိမ့်ပိုက်ထားတဲ့ကြောက်မဲမြို့နယ်ပါပုတ်ကျေးရွာကိုစစ်တပ်က drone နဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအူထိမှန်ပြီးသေဆုံးခဲ့ကြောင်း TNN တွေကသတင်းထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ26ရက်နေ့နနက်7:28မိနစ်အချိန်မှာကြောက်မဲမြို့နယ်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရွေကျဲရှိရှိပါပုတ်ကြီးရွာကို drone နဲ့ဘုံကျဲပစ်ခတ်မှုကြောင့်အသက်62နှစ်အရွယ်ပြည်သူအမျိုးသားတအူပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့နေရင်တလုံးလဲထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။ဒီကနေ့မော်တယ်စနနိုင်ချင်းထီနောက်ဆွေရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအလုံးကိုစိတ်နှဖျားစမ်းမချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအများဆုံးတို့မြောက်ကြပါစေရှင်